နေချွေသွေးရောင်ရဲ့ဂျကန်ကန်အခြေစင်ရိုက်ကြောင့်တမိပြစ်တူယူရင်လွင်မုန်းနဲ့အိမ်တော်ပြုတ်ဖို့ခွင့်ပြုမှာမဟုတ်တဲ့မင်းသားကြီးလွင်မုန်းပရိသတ်ကြီးအလုံးမဲ့မင်္ဂလာဝါရှင်ဂျန်နယ်နောင်းလေး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုလက်တလုံးမှာ holy တကျော်ဖြစ်နေတဲ့သတင်းတပုတ်ကတော့လော်လော်လတ်လတ်မှအိမ်တော်ရဲ့အစီမပြေဖြစ်ကနှူးသဘောတူလမ်းခွဲပြက်ဆဲလိုက်ကြတဲ့ယူရီလွင်မုန်းနဲ့နေချွေသွေးရောင်တို့ရဲ့အချက်ဇလန်းလေးပါ ဂျိုးရင်လွင်မိုးတယောက်အိမ်အောင်ကွဲပြေးတဲ့နောက်ပိုင်းဖခင်ဖြစ်သူလွင်မိုးကနိုင်ငံသားတိတွားကတပင်းပြစ်သူဆက်ရငယ်မှာဆိုလို့အနိကက်စောင့်ရှောက်ပေးခဲ့တာပါဂျူရီလင်မွန်နိုင်ငံသားကနေပြန်ရောက်လာတဲ့အခါမှာလည်းစိတ်အနာတရဖြစ်မှာဆိုလို့ရီမိုတယောက်ဖခင်မြေတားအပြေးဝပေးကပဝင်းချင်းကပြစ်တင်ဝေဖန်မှုတွေကိုလည်းအာရုံချဖို့အဆင်ပြေပြေနေအောင်ဂရုစိုက်ပေးခဲ့တာပါဂျူရီလင်မွန်အနေနဲ့သားလေးဖြစ်သူနဲ့အတူပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းနိုင်အောင်လဲဖခင်ပြည်သူဦးလင်မွန်ကစပူပေးခဲ့တာပါ ရီမိုအနေနဲ့ကလည်းကိုရိုင်းကအောင်မြင်တဲ့အမှုပညာရှင်အကယ်ဒမီမင်းသားကြီးဖြစ်နေတာကြောင့်ပရိသတ်တွေရဲ့အခုချိန်ထိအားပေးခြင်းကိုခံနေရတယ်လို့သမီးပြည့်သူယူရင်လိုမိုလေးကလည်းအဖေသူသမီးလေးမို့အချောလာလေးဖြစ်နေတာကြောင့်ပရိသတ်တွေရဲ့ဝမ်းချစ်ခြင်းကိုခံနေရတာပါရီမိုကတော့သမီးပြည့်သူကိုအမှုပညာအမွေထက်ပညာအမွေပဲပေးချင်တာကြောင့်သမီးပြည့်သူယူရင်လိုမိုကိုနိုင်ငံခြားမှာပညာရေးကိုဆုံးကန်တိုင်အောင်တင်ယူစေခဲ့တာပဲဖြစ်ပါတယ် ယူရီလူမှုအနေနဲ့ကြောင်းတက်နေစဉ်အတွင်ခင်မွန်းတက်ဖြစ်သူနဲ့အနေနီးဆက်ကအိမ်တော်တစ်ခုကိုထူထောင်လိုက်တာပဲဖြစ်ပါတယ်။လူမှုအနေနဲ့တမိဖြစ်သူငယ်ရွယ်စဉ်အိမ်တော်ကြောက်သွားတဲ့အပေါ်မှာလည်းအပြစ်တင်တာမရှိဘဲကြီးပြူစွာနဲ့လက်ခံပေးခဲ့တာပါ။ယူရီလူမှုအနေနဲ့ငငယ်ရွယ်ရွယ်နဲ့အိမ်တော်ကြောက်သွားတဲ့အပေါ်မှာပရိသတ်တွေကနှမျောနေကြကြပေမဲ့သူမရဲ့ဓာလေးလီရံမွေးဖလာတော့တယ်။ပရိသတ်တွေကဓာလေးကိုဝိုင်းပြီးချစ်ပေးခဲ့ကြတာပါ။အိမ်တော်ကွဲပြီးမကြမီမှာပဲယူရီလူမှုတစ်ယောက် စင်ကာပူနိုင်ငံမှာချစ်သူနဲ့အတူဒိတ်ခဲ့တဲ့တဲ့င်းကပြည်သူတွေကြားအလင်းအမြဲမဲ့ပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။သူမနဲ့ဒိတ်နေတဲ့သူကလည်းတခြားမဟုတ်ဘဲနိုင်ငံရဲ့အကြီးအကဲဟောင်းရဲ့မြင်းဖြစ်သူ VIP ဖြစ်နေတဲ့နေချွေသွေးအောင်ဖြစ်နေတာပါ။နေချွေသွေးအောင်အနေနဲ့ကလည်းနိုင်ငံအကြီးအကဲရဲ့မြင်းဦးဖြစ်နေတာကြောင့်လဲပိုလာပြည်အနေနဲ့ငငယ်ပြီးကလေးကလိုချင်တာမှန်သမျှကိုယူနိုင်လုံနိုင်တာကြောင့်လူတိုင်းရဲ့ပေါ်အထက်စီးစံစွာကြစ်ကံကံပြစ်မှုနေတတ်တာပါ။ နေရွှေသွေးအောင်အနေနဲ့နောက်ပိုင်းအသက်အရွယ်လေးတစ်ခုရလာမှတာ ပုံစံတွေကပြောင်းလဲသွားခဲ့တာပါ နေရွှေသွေးအောင်ကတချစ်ဆူရမဝါဒနာပါတာကြောင့်ကိုရံရေးသားဖန်တီးတဲ့အချင်းကိုအံပွေအနေနဲ့ထိုင်းမင်းသမီးနဲ့မြန်မာနိုင်ငံရဲ့မင်းသမီးမမတ်တင်စာရုံးနဲ့ရိုက်ကူးထားတဲ့တချင်းကြောင့်ပြည်သက်တွေကအပိတ်ချင်းကိုအပြေးဝရရှိလိုက်တာပါအခုလည်းယူရီလိုမိုနဲ့နေရှူသွေးရောင်ရဲ့တည်င်းကမီဒီယာတခွင်ပြည့်နှက်လာပြီးတဲ့နောက်ပြည်သက်တွေကအကောင်းနဲ့အဆိုးတွန်တွဲပြီးအမျိုးမျိုးမှတ်ချက်တွေပေးခဲ့ကြတာပါ သူတို့နှစ်ဦးအနေနဲ့ကလည်းအခုမှတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာမဟုတ်ဘဲဂျူးနေလွင်မိုးရဲ့ဆိုပြီးပြည်သက်တွေတည်မထောင်ပြီးခဲ့တဲ့အချိန်ကလေးကနေရွှေသွေးအောင်ကဂျူးနေလွင်မိုးရဲ့အချူဖြစ်ခဲ့တာပါနောက်ပိုင်းမင်းသားကြီးလွင်မိုးတရှိသွားပြီးတဲ့နောက်တပည့်ဖြစ်သူကငြိမ်ရွယ်ပြီးပညာရေးဘက်မှာအာရုံစိုက်စီကျင်တာကတည်းကနေရွှေသွေးအောင်ဘက်ကိုကြည့်ရင်လဲကြက်ကကံပုံရှိပြီးအတိုင်းဝိုင်းအချိန်ဟွာကကြီးနေရာကြောင့်တပည့်ဖြစ်သူနဲ့သဘောမတူနိုင်ဖြစ်ခဲ့ရတာပါ အခုချိန်မှာတော့လွင်မိုးတရသမီးဖြစ်သူကိုအပူပင်မရှိမြေပြစ်သူလူရန်လေးနဲ့အတူဘုံဝကိုအေးဆေးစွာဖြတ်တန်းစေခြင်းခဲ့တာပဲဖြစ်ပါတယ်။အခုချစ်ရှုနေကြတဲ့ပရိသတ်တွေကရောမင်းသားချစ်လွင်မိုးရဲ့သမီးဖြစ်သူအပေါ်ထားရှိတဲ့ဖခင်မြတ်တာကိုဘယ်လိုထင်သလဲဆိုတာပြောပြသွားကြပါဦးရှင်။